ဖူချီမီတောင်ပေါက်ကွဲခဲ့ရင်တုံ့ပြန်ရမယ့်အစီအမံတွေအတွက်ဂျပန်ပညာရှင်တွေကြိုတင်လေလံနှစ်ပေါင်းများစွာညှိတက်နေခဲ့တဲ့ဖူချီမီတောင်ကြီးသာအကြီးကျယ်ပေါက်ကွဲခဲ့မယ်ဆိုရင်ဘလို့စီမံတုတ်ပြန်ရမလဲဆိုတာကိုဂျပန်အစိုးရကခန့်အပ်တဲ့အဖွဲ့တစ်ခုကသုတေသနပြုစမ်းစစ်လေ့လာနေကြပါတယ်။ကျူရှူဂျုံမော်မှာသိရှိပြီးဂျပန်နိုင်ငံရဲ့အထိမ်းအမှတ်တင်ဂေတာတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ဖူချီမီတောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်1909ခုနှစ်တုန်းကနောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့ပူပါလေမိတောင်ပညာရှင်တွေကက်ဘေးဆိုင်ရာတောက်ပြန်စီမံရေးကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့ဟာမြန်မာကာလမှာဖူချီမိတောင်ပြင်းပြင်းထန်ထန်ပေါက်ကွဲပြီးချော်ပြတွေအလုံးကြီးမှုထုတ်လာမယ်ဆိုရင်ဘလို့အခြေအနေတွေရင်ဆိုင်လာရမလဲဆိုတာကိုစမ်းစစ်လေ့လာခဲ့ကြတာဖြစ်ပါလေတကယ်လို့ဖူချီမိတောင်သာပြင်းပြင်းထန်ထန်ပေါက်ကွဲမယ်ဆိုရင်တိုချိုမြို့တော်ရဲ့ခြေပြတဲ့ area တော်တော်များများ ကာနာဂါဝါဒေတာတွေကိုချော်ပြောင်းနေဖုံးလွှမ်းသွားနိုင်ရှိရှိပါနေ။အဲ့လိုသာဖြစ်လာမယ်ဆိုရင်တိုကျိုရဲ့လူနေထူထပ်တဲ့နေရာတွေနဲ့တခြားမိသားပတ်ဝန်းကျင်ဒေတာတွေမှာနေထိုင်သူတွေသစုတဝေးတဲ့ခက်မြမြန်ထွက်ပြေးနိုင်မှုဆိုတာကလက်တွေ့မကျတော့ကြောင်းပညာရှင်အဖွဲ့ကကောက်ချက်ချထားပါနေ။တုတ်ပြင်းရဲ့အစီအစဉ်လေးနဲ့ကတော့လူနေ area တွေထဲကြဆင်းလာမဲ့ချောပြားတွေရဲ့ထုတ်တယ်ပမာဏကိုမူတည်ပြီးတတိပေးချက်အစီကို၄ခုခွဲခြားသတ်မှတ်ထားပါတယ် အစဲတဲကတော့ဒူအားဖြင့်30စင်တီမီတာအောက်တာရှိတဲ့ချော်ပြားတွေကျဆင်းတဲ့နေရာတွေဖြစ်ပြီးအရေးပေါ်ရှေ့ပြောင်းမှုတွေမလိုဘူးလို့ဆိုပါတယ်။ဒေတာခန့်တဲ့အနေနဲ့လုံခြုံတဲ့အမိုးကာတွေအောက်မှာယာယီခိုလုံနေရုံနဲ့လုံလောက်ပါတယ်။အစဲနှစ်ကတော့30စင်တီမီတာကနေ30စင်တီမီတာအထိချော်ပြားတွေအများပြားကျဆင်းပေမဲ့လျှက်စင်ပြီးတောက်သုံးရေစားတဲ့အခြေခံလိုအပ်ချက်တွေအမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်တဲ့ဒေတာမျိုးတွေကိုတတ်မှတ်ပါတယ်။ အစဲတဲ့နဲ့နှစ်အတွင်းအကျောင်းဝင်တဲ့နေရာတွေမှာရှိနေသူတွေဟာချက်ချင်းရှေ့ပြောင်းစရာမလိုဘူးလို့သုတေသနအဖွဲ့ကဆိုပါတယ်။အစဲ3ကတော့3စင်တီမီတာနဲ့30စင်တီမီတာကြားဒုတည့်ရှိတဲ့ချော်ပြားတွေကျဆင်းပြီးအရေးပေါ်အခြေခံအဆောက်အုံတွေပြန်ပြင်ဆင်ဖို့ခက်ခဲမဲ့နေရာမျိုးတွေဖြစ်ပါတယ်။ အစီလေးတတ်မှတ်ချက်ကတော့ချော်ပြားတွေ30စင်တီမီတာဒုတဲ့ထဲပို့ပြီးထူးထူးထပ်ထပ်ကျဆင်းတဲ့နေရာတွေအကျုံးဝင်ပြီးအသက်အန္တရာယ်ချိန်ချမှုတွေကြီးကြီးမားမားရှိနေတာကြောင့်ချက်ချင်းအရေးပေါ်ရှေ့ပြောင်းမှုတွေလိုအပ်တဲ့အဆောင်တွေဖြစ်ပါလိမ့်မယ်။မိတောင်ပောက်ကွဲမှုဖြစ်လာပြီးရုပ်ရက်မရှိပြောင်းနိုင်တဲ့အခြေအနေမှာလဲဒေတာခန်တွေဟာတနစ်စာလပူလုံးမဲ့ရိတ်ခါကြောက်တွေကြိုတင်ဆူဆောင်းထားတဲ့နယ်လို့ပညာရှင်တွေကအကြံပြုထားပါတယ်။ ။နောက်ပြီးဆိုရအနေနဲ့မိသောင်ချော်ပြတွေကြာဆင်းမှုဖြစ်နိုင်ခြေခံမှန်းချက်တွေအပါအဝင်သတင်းအချက်အလက်တွေထိထိရရောက်ဖျားဝေပေးမဲ့စနစ်တကူထူထောင်ထားသည့်ကြောင့်လည်းအကြံပြုခဲ့ပါတယ်။ဘ ਹੁ အဆိုရအပြင်ဒေသဆိုင်ရာအဆိုရတွေကပါလိုအပ်လာရင်အရေးပေါ်ရွှေ့ပြောင်းမှုလမ်းကြောင်းတွေကိုကြိုတင်စီစဉ်ရွေးချယ်ထားသည့်ကြောင့်လည်းပညာရှင်တွေကတိုက်တွန်းထားပါတယ်။ ဂျပန်ဟာတဘာဝဘေးအန္တရာယ်ဆိုင်ရာပြင်ဆင်မှုတွေနဲ့ပတ်သက်ရင်အားကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့်မိသောင်ချော်ပြားတွေအလုံးရင်ကြဆင်းလို့လူအများပြားရှေ့ပြောင်းရတဲ့အခြေအနေမျိုးမကြုံဘူးလားနှစ်ပေါင်း100လောက်ရှိနေပြီဖြစ်တဲ့အတွက်အဲ့ဒီကိစ္စမျိုးအတွက်ထစ်ထစ်ရရကြိုတင်ပြင်ဆင်မှုတွေလိုအပ်လာနေပြီလို့တိုချိုတက္ကသိုလ်ပါမောက်ခအမရီတန်ဖူဂျီတိုရှိဆူကာကပြောကြားသွားပါတယ်ဂျပန်မှာအမြင့်ဆုံးဖြစ်ပြီး3986မီတာ 13388ပေအမြင့်ရှိတဲ့မီတောင်ကြီး1909ခုနှစ်ကနောက်ဆုံးအကြိမ်ပောက်ကွဲခဲ့ချိန်မှာ16ရက်ကြာမြင့်ခဲ့ပြီးမြက်မောက်ခဲ့တိုချိုမျိုးအလဲကောင်ဖြစ်လာမဲ့နေရာမှာ၄စင်တီမီတာလောက်တို့ရှိတဲ့ချော့ပြားတွေဖုံးလွှမ်းခဲ့ဘူးတယ်လို့သမိုင်းမှတ်တမ်းတွေအရသိရပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။